ဆက်ကောကောခေါ်ယူမလို့အပ်ဘူးဆိုရင်ရှမိုင်းကဲစကားတွေကဒီအချက်အတင်နဲ့ချိန်ထိုးကြည့်လိုက်ရင်လက်ခံနိုင်စရာမရှိပါဘူး။ Brighton နဲ့ Norwich များများ Manchester Forward ဆောင်ကနေပြီးတော့ပြန်လေးကြိုးပါရင် Manchester United ရဲ့ဂလမဟောင်းကြီး Peter Schmeichel ရဲ့မကြာသေးခင်ကထုတ်ပေါ်ပြောဆိုချက်ဟာ Brighton ကြားထဲမှာဆွေးနွေးစရာဖြစ်လာနိုင်မယ်လို့ထင်ပါရင် Schmeichel က United တိုက်စင်မှု Benjamin Shaw ကိုခေါ်ယူလာတာကိုနည်းနည်းထူးဆန်းတယ်လို့သုံးသပ်ခဲ့ပါရင် ရှမိုက်ကဲစကားရီယာယူနိုက်တက်ရဲ့ယင်းနှမြောင်းနယ်မှုပြွာယူနိုက်တက်ကနေနာပိုလီတန်ပြောင်းရွှေ့သွားခဲ့တဲ့ဝိုင်လန်ရဲ့စွမ်းဆောင်ရည်နဲ့ရှက်ကိုရဲ့အလားအလာစားတဲ့အချက်တွေကိုထိရောက်စွာထောက်ပြထားပါရင်ရှမိုက်ကဲစကားရီမှာယူနိုက်တက်ရဲ့ယင်းနှမြောင်းနယ်မှုပြွာအကြောင်းကိုထိရောက်စွာထောက်ပြထားပါရင်သူကဝိုင်လန်ကိုကန်ထုတ်လိုက်ပြီးရှက်ကိုကိုခေါ်လာတာနည်းနည်းထူးဆန်းတယ်လို့သုံးသပ်ခဲ့ပါရင်အကြောင်းရင်းကယူနိုက်တက်မှာဝိုင်လန်ရှိပြီးသားဖြစ်လို့ဘာဖြစ်လို့ရှက်ကိုကိုခေါ်လာလဲဆိုရင်ရှမိုက်ကဲကနားမလည်နိုင်ဖြစ်ပါလိမ့်မယ်ဒီကြောင့်လည်းပတ်သက်ပြီးရှမိုက်ကဲက မန်ချယ်နိုက်တက်ကရှယ်ကိုကိုခေါ်လိုက်တာကကျွန်တော်အတွက်တော့နည်းနည်းထူးဆန်းတယ်လို့မြင်မိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာပံ့ပိုးမှုမရှိပဲနှစ်နှစ်ကြာကစားခဲ့တဲ့ရမတ်ဝိုင်လန်ရှင်းမေးသားလို့ပါသူကဆိုခဲ့ပါတယ်။ဒါက United ရင်းနှီးမြှုပ်နှံမှုပြီးွားအကြောင်းလက်တိတ်ဆန်နဲ့အမြင်ပေးခဲ့ပါတယ်။ဝိုင်လန်က2023ခုနှစ်မှာအတ္တလနာကနေ United ကိုပြောင်းရွှေ့လာခဲ့ပြီးအသင်းမှာကစားခဲ့တဲ့အချိန်နှစ်နှစ်အတွင်းအတော်လေးရုန်းကန်ခဲ့ရပါတယ်။ဒါပေမဲ့သူရဲ့2025-26ရာသီမှာနာပိုလီမှာအငှားနဲ့ကစားရင်ဂိုးတွေတိုင်းတိုင်းသွင်းနေတယ်လို့ရှစ်ပိုက်ခေကဖော်ပြခဲ့ပါတယ်။ ။ဘာကြောင့်ဝိုင်လန်းချိန်စွမ်းက United မှာကစားတာနဲ့နာပိုလီမှာကစားတာကကွာခြားနေရတာလဲဆိုတာကိုလည်းရှမိုက်ကေကရှင်းပြခဲ့ပါတယ်။ ိုင်လန်ဟာနာပိုလီမှာကေဗင်ဒီဘရိုင်းနဲ့စကော့မတ်တိုမီနီလိုကစားမရရဲ့ပံ့ပိုးမှုကြောင့်သူ့ရဲ့လာလာကိုပြသနိုင်ခဲ့ပါတယ်။ဒီဘရိုင်းရဲ့ဖန်တီးမှုနဲ့မတ်တိုမီနီရဲ့အလဲတန်းကထိုးပေါက်နိုင်စွမ်းဟာပိုင်လန်ကိုကိုရီးယားထဲမှာပုံမှုထိရောက်စွာဆုံးသတ်နိုင်စွမ်းရှိစေခဲ့ပါတယ်။ဒါရှမိုက်ကဲရဲ့အဓိကထောက်ပြချက်တစ်ခုနဲ့တိုက်ဆိုင်နေပါတယ်။ပိုင်လန်ဟာယူနိုက်တက်မှာပံ့ပိုးမှုနဲ့ပါခဲ့ပေမဲ့နာပိုလီမှာအလဲတန်းကစားမရရဲ့ဖန်တီးမှုရရှိတဲ့အခါသူ့ရဲ့လာလာကိုအပြေးဝပြသနိုင်ခဲ့ပါတယ်။ဒါကယူနိုက်တက်ရဲ့အလဲတန်းအားနည်းချက်တွေကိုထောက်ပြရင်ပိုင်လန်ရဲ့စွမ်းရည်ကိုအသင်းရဲ့မတိကျတဲ့ပြွာကြောင့်ကန့်သက်ခံခဲ့ရတယ်လို့ရှမိုက်ကဲကအသေးပဲဖွင့် ဆိုခဲ့ပါတယ်။ရှက်ကိုအိုင်လိုင်းစင်ကနေနိုင်တက်ကိုဒီနေ့မှပြောင်းရွှေ့လာခဲ့တဲ့ဆလိုဗေးနီးယားလူငယ်တိုက်စင်မှုတို့ပါ။သူဟာအမြင့်တက်သမ9မီတာအမြန်နှုံးနဲ့အဆုံးသတ်နိုင်စွမ်းတို့ကြောင့်ဥရောပရဲ့အလားအလာရှိတဲ့တိုက်စင်မှုတွေကတူးဖြင့်သတ်မှတ်ခံရပါတယ်။ 2025-26ရာသီမှာဥရောပရဲ့အလားအလာရှိတဲ့တိုက်စစ်မှုတွေကဒူးအဖြစ်သတ်မှတ်ခံရပါတယ်။2025-26ရာသီမှာ United အတွက်ပွဲစဉ်တချို့ပါဝင်ကစားခဲ့ပြီးဂိုးနှစ်ဂိုးသွင်းယူထားပါတယ်။ဒါပေမဲ့ရှမိုင်းကေကရှက်ကိုကိုခေါ်လိုက်မှုဟာပွိုင်လန်းရှိမိသားဖြစ်လို့မလို့အပ်ဘူးလို့ယူဆပါတယ်။ United ရဲ့နီးပြရိုဘင်အမ်မိုရီယာအသင်းရဲ့တိုက်စစ်ပိုင်းကိုအားပေးဖို့ရှက်ကိုကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ရှက်ကိုရဲ့လူငယ်အင်အားအမြင့်နဲ့အမြန်နှုန်းဟာအမ်မိုရီရဲ့3-3ဖွဲ့စည်းမှုမှာထိရောက်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လာနေပါတယ်။ဒါပေမဲ့ရှမိုက်ကဲအမြင်ရဝိုင်လန်းကိုပံမိုးပေးနိုင်မယ်ဆိုရင်သူလဲရှက်ကိုနဲ့တူညီတဲ့ဆွမ်းဆောင်ရီကိုပြသနိုင်မှာဖြစ်တယ်လို့ယူဆ ါပါတယ်။ရှကိုခေါ်ယူမှုအရင်တိုင်းတည့်ရဲ့ရေးချေပြူအတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီးအတင်းရဲ့တိုင်းစစ်ပိုင်းမှာပုံမှန်ထိအောင်မှုရှိစေဖို့ရည်ရွယ်တာဖြစ်ပါတယ်။ဒါပေမဲ့ဝိုင်လန်ရဲ့လက်ရှိဆွမ်းဆောင်ရည်ကိုကြည့်ရင်ရှမိုက်ကဲရဲ့အမြင်အရ United အနေနဲ့အလဲတန်းပိုင်းကိုအားဖိဖို့တဲ့ဦးစားပေးတဲ့နယ်လို့ဆိုပါတယ်။ရှမိုက်ကဲကတော့ဒိမ့်မဲ့သားချင်းချင်းပေါ်ဝိုင်လန်ဘက်ကနေကာဝယ်ပြောဆိုခဲ့တာလို့မြင်ပါတယ်။ ဆက်ကော United မှာလက်ရှိချိန်ဒီနှစ်ဂိုးသွင်းထားပြီးပါပြီ။သူရဲ့နေရာမှာ White Land သာဆိုရင်တကောမရမှာမဟုတ်ပါဘူး။ဘာလဲဆိုတော့ Premier League ရဲ့ရုပ်ပိုင်းဆိုင်ရာပြင်ထန်မှုကို White Land ကမလိုက်နိုင်လို့ပါ။သူရဲ့နေရာယူမှုတွေကလည်းအတော်လေးကိုအားနေလို့ပါတယ်။ပြင်မဲ့နောက်ခံလူတွေရဲ့နောက်မှာပဲနေရာယူတာများပြီးနေရာလို့ရှာဖွေနိုင်စွမ်းလုံးဝမရှိပါဘူး။ဒါကြောင့် Schmeichel စကားတွေကလက်ခံနိုင်စရာမရှိဘူးလို့ပဲမြင်မိကြပါမှာ။ညီကိုတို့ကဘယ်လိုမြင်လဲ။အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာ။